ခုတင်ဆက်ပေးမယ့်တဲ့တင်ကတော့နာပိုလီကိုပြောင်းဖို့အတွက်ဆန်ရိုးပုတ်ကိုရရသဘောတူညီမှုရရှိခဲ့တဲ့တဲ့ဖြစ်ပါတယ်။မန်ယွန်တင်းရထွက်ခွာဖို့ကြိုးပမ်းနေတဲ့ကွင်းနိုင်ငံသားသမားဆန်ချိုကနာပိုလီတင်းအောင်ပြောင်းရွှေ့ဖို့အတွက်ပုတ်ကိုရဆန်သဘောတူညီမှုရရှိသွားတယ်လို့သိရပါတယ်။အသက်25နှစ်ရွယ်ရှိဖြစ်တဲ့ဆန်ချိုကိုမန်ယွန်တင်းဘက်ကလည်းအသင်းသိရှာဖို့အတွက်ခွင့်ပြုချက်ပေးထားတာပါ။ 2022ခုနှစ်ကမန်ယူကိုဒေါ်မွန်ကနေပြောင်းရွှေ့ခြင်းပါ80တသန်းနဲ့ရောက်ရှိလာခဲ့တဲ့စန်ဂျိုကပြီးခဲ့တဲ့ဘောလုံးရာသီကချဲစီတင်ကို100ဒီငါးနဲ့တော်ကစားခဲ့ပြီးချဲစီကအပြတ်သက်ခေါ်ယူဖို့လုပ်ထားတဲ့သဘောတူညီချက်ကိုမန်ယူတင်ကိုယိုကြည့်ပေါင်၅တန်းပေးပြီးတော့ဖြစ်သိမ်းခဲ့ပါတယ်။စန်ဂျိုအတွက်ပြောင်းရွှေ့ခြင်းကိုမန်ယူကပေါင်25တန်းသတ်မှတ်ထားပြီးတော့နာပိုလီတင်ကတော့ပြောင်းရွှေ့ခြင်းကိုပေါင်25တန်းကနေတန်း30ကျပ်ပဲအများဆုံးပေးဖို့စီစဉ်နေပါတယ်။ဒီတဲ့တွင်တော့ငင်းချောင်းမှာပေးပို့လာပါဗျ။